မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းအတွင်းမှာရှိတဲ့မြင်းညာမြို့နယ်၊နှထိုးကြီးမြို့နယ်နဲ့တောင်တာမြို့နယ်တို့ကိုမြင်းညာခရိုင်အထူးစစ်ဆင်ရေးအဖြစ်နဲ့တော်လိုက်တပ်များကဝင်းရောက်တိုက်ခိုက်လျက်ရှိရာ လက်နက်ခဲအများကိုတိမ့်စီရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ10ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မြင်းညာခရိုင်အထူးစစ်ဆင်ရေးအဖြစ်နဲ့မြင်းညာမြို့နယ်၊နထိုးကြီးမြို့နယ်နဲ့တောင်သာမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ရဲစခန်း၊အကြမ်းဖက်စစ်တပ်ဌာနဆိုင်ရာယုံတပ်ရင်းများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များက ပူပေါင်းထိုးစစ်စင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်တိုက်ဆုံမှုရှိပြီးတော့လက်နက်ခဲယမ်းများလည်းတင်းစီရရှိထားတယ်လို့သိရပါတယ်။လက်ရှိလောလောဆယ်နှစ်ဖက်ထိခိုက်ကြာဆုံမှုတွေရှိပါတယ်။လက်နက်ခဲယမ်းရရှိထားတာတွေလည်းရှိပါတယ်။ဒါပေမဲ့အသေးစိတ်ကိုတော့ဖော်ပြလို့မရသေးပါဘူး။ပြည်သူတွေအနေနဲ့အခုစစ်စင်ရေးကာလအတွဲမှာအထူးသဖြင့်ဖြတ်တန်းသွားလာတာတွေပျော်ကွဲစားထွက်တာတွေမျိုးမလုပ်ကြဖို့မေတ္တာရပ်ခံကြပါတယ်။ဘာမလို့လဲဆိုတော့စစ်စင်ရေးကာလအတွဲမှာအနေရများစွာရှိပါတယ်။ဒါလေးကိုလိုက်နာပေးဖို့မေတ္တာရပ်ခံကြပါတယ်လို့မြင်းကျပ် Black Tiger MBD ီတပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကပြောကြားထားပါတယ်အဲ့ဒီစစ်စင်ရေးကိုမြင်းကြံ Black Tiger MBD မြင်းကြံခရိုင်အမှတ်ကိုတက်ရင်နဲ့မြင်းကြံခရိုင်အတွင်းမှာရှိတဲ့တရင်တပ်ဖွဲ့များ LPDF ပကဖပူပေါင်းတပ်ဖွဲ့ဝင်များပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အချမ်းဘတ်စစ်ကောင်စီတပ်ဖွဲ့ကလည်းတံပြန်စစ်ကြောင်းထုတ်လှုပ်ရှားနေတဲ့အတွက်အသေးစိတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့မြင်းကြံနထိုးကြီးလမ်းပိုင်းနဲ့မြင်းကြံတောင်သားလမ်းပိုင်းများကိုလက်တလောဖြတ်တန်းသွားလာခြင်းမျိုးမပြုလုပ်ကြရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တီဘောမျိုးအထိမနာစေရေးအတွက်လက်နက်ချရန် TNL နဲ့ပူးပေါင်းတပ်ဖွဲ့များကကမ်းလှမ်းညှိနှိုင်းမှုကိုစစ်ကောင်စီကငြင်းဆန်ပြီးတဲ့နောက်ဩဂတ်လ10ရက်နေ့ည9နာရီခန့်ကစပြီးတော့တီဘောမျိုးရဲ့မြောက်ဘက်ချမ်းမှာတိုက်ပွဲတွေပြန်ဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်တွေထားပြီးတော့အေးဆေးထွက်သွားဖို့ညှိတာစစ်ကောင်စီကလက်နက်တွေကိုတဲသွားကြတာအဲ့ဒါနဲ့ညှိမရဘဲနဲ့တိုက်ပွဲတွေပြန်ဖြစ်နေတာလို့ဒေသခံတအုပ်ကပြောပါတယ်။ဩဂတ်လ10ရက်နေ့ညပိုင်းမှာမြို့ရဲ့မြောက်ဘက်ချမ်းနန့်ပေါ်ချောင်းအနီးမှာတိုက်ပွဲတွေပြန်ဖြစ်နေခြင်းဖြစ်ပြီးတော့အရသာထိခိုက်မှုလည်းရှိနေတယ်လို့ ရပါတယ်။တိဘောမျိုးကရဲစခန်းထွေအုံယုံအပါဝင်စစ်ကောင်စီရဲ့စခန်းများကိုဩဂတ်စ်လ10ရက်နေ့မနက်ပိုင်းကစပြီးတော့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မဟာမိတ်တပ်များကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာခလိုက်ရ93ခမရ903ခမရ904တပ်ရင်းများအတွင်းကိုစုခွာသွားတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့လက်နက်ချရန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ ညှိနှိုင်းနေတဲ့အချိန်မှာစစ်ကောင်စီကဘေးကျောင်းကနေပြီးတော့ကင်းပတ်ခဲ့တယ်လို့သိရပါတယ်။လက်နက်ချရန်ညှိနှိုင်းခဲ့တော့လဲအစစ်မပြေဘဲနဲ့တိုက်ပွဲပြန်ဖြစ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နေ့လယ်ပိုင်းကတိုက်ပွဲတွေတီဘောထောင်လဲပွင့်သွားပြီ နိုင်ငံရေးအကျဉ်းသား29ဦးအပါဝင်အကျဉ်းသား109ဦးကိုမဟာမိတ်တပ်များကကယ်ထုတ်သွားတယ်လို့သိရတယ်။တိုက်ပွဲပြင်းထန်နေတဲ့အချိန်အကျဉ်းသားတွေကလည်းကိုနီးကိုဟန်နဲ့ထောင်ဖောက်ပြီးတော့ထွက်ပြေးလာခြင်းဖြစ်တယ်လို့လွန်မြောက်လာတဲ့အကျဉ်းသားများရဲ့ပြောပြချက်ကိုကိုးကားပြီးတော့ဖော်ပြထားပါတယ်။တီဘောအကျဉ်းထောင်ကိုလည်း TNL ကတိမ့်ပိုက်ထားပြီးတော့ထောင်ဝန်တန်းတချို့ကိုဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။ TNL ကတီဘောမြို့မှာဩဂတ်စ်လ10ရက်နေ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်ရမှာ1027ဆက်စင်ရေးအပိုင်းနဲ့ 48ရက်မြောက်နေ့မှာတီပေါင်းမြို့နယ်ညောင်ပင်ကုန်းအချင်းထောင်မှာမနေ့၈နာရီခွဲအချိန်စစ်ကောင်စီတပ်စကခတက်လက်အောက်ခံခမရ903 904ခလိုက်ရ23လုံးနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင်တီပေါင်းမြို့နယ်စံဖိတ်ရွာနဲ့အေရှာဝေါ်တိုးဂိတ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းအသိပေးထားပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ကဩဂတ်စ9ရက်နေ့မှာလည်းတီပေါင်းမြို့မိုင်းတိုင်ကိုးမှာ112လေယာဉ်နဲ့ ဘုံအလုံးကြီး90ပြစ်ချတိုက်ခိုက်ခဲ့တယ်လို့ PNL ကထုတ်ပြန်ထားပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းတနယ်လုံးမှာတော်လိုင်းတပ်များကတိုင်းစစ်ဌာနချုပ်ရမခလာရှုံမြို့အပါဝင်မြို့အများစုကိုသိမ်းပိုက်ထားပြီးတော့မူဆယ်တီဘောအပါဝင်လေးမြို့မှာသာစစ်တပ်ကြမ်းရှိတော့တယ်လို့သိရပါရယ်တီဘောမြို့ပတ်ပတ်လည်မှာရှိတဲ့မြို့များကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်တီဘောမြို့မှာလည်းမြို့ရဲ့တောင်ဘက်ပိုင်းမှာအပကြံတဲ့အရက်မျက်နှာများမှာတော်လိုင်းတပ်များရဲ့ပိတ်ဆို့ခြင်းကိုခံထားရတဲ့အခြေအနေဖြစ်ကြောင်းသိရရှိပါရယ်ခင်ဗျာ ဆလာပီတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီလက်အောက်ခံ PNO PNA ပြည်သူ့စစ်အဖွဲ့ကစံမုတ်များနဲ့နဂါးရုပ်ထုပြုလုပ်ကရတရားခြေပူဇော်ရန်ဒေသခံများကိုညွှန်ကြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အထုဒေတာ6ပို့ပြည်သူဆက်နေမြေငင်းညာရေးအတော့ပြုလုပ်ရမယ့်အချက်6ချက်ကိုရရချေခိုင်းပြီးတော့ဩဂတ်စ်လကိုအထုသတိပြုရန်ညွှန်ကြားချက်မှာလည်းပါရှိပါတယ်မအားလာနဲ့ဒန်းတူဆိုတာထပ်ပြီးတော့တက်တည်ပြလိုက်တာပဲပို့လူမျိုးတွေကရိုးသားတော့မအားလာကိုကျွန်ခံခြင်းနဲ့အထက်လူကြီး PNO ခေါင်းဆောင်တွေရဲ့အနိုင်ကျင့်တဲ့ဒန်းကိုခံနေရတာပေါ့လို့ပင်လောင်မြုပ်ကန်တို့ကပြောပြထားပါတယ်တက်သီးကြောင့်လူမျိုးကိုအခွန်ခွာခွဲခြားပြီးတော့ဖတ်ရထဲထဲကလက်ဖက်ပောက်တော်ရည်နဲ့အနောက်တောင်အရက်မှာရှိတဲ့ငကားမင်းကိုပူဇော်ရန်ဆိုပြီးတော့အင်္ကာနေမှာဆောင်ရွက်ရန် ယောဂစစ်ဘေးငတ်ဘေးကနေကင်းဝေးစေရန်ကကြေးသုံးလက်ကိုရေစည်းတံနဲ့မြစ်တွေချောင်းတွေမှာတောက်ကြနေမှာမျောရန်စတဲ့ရေဒီယာအစီမံများကို PNO ကဖော်ပြထားတယ်လို့သိရပါတယ်။ငုံဥပြုတ်စက်တလုံးတမ်းမရသည်စက်တလုံးကင်မိုးသည်စက်တလုံးကိုဖလားတဲ့ကိုထည့်ပြီးတော့ဖျားမှာလှူရန်ရွာတိုင်းအိမ်တိုင်းပူဇော်ရန် နေကြားနေရာဂိတ်ဆောက်နေရာများမှာတံပုတ်တွေကားတာကိုးကောက်ရွတ်ပြီးတော့စံတဆုပ်ကျဲရမယ်လို့လဲဆိုပါရယ်ဥအောင်ခန်းထီးဥဆောင်တဲ့ PNO ဟာ1990ခုနှစ်ကစပြီးတော့အပြစ်ရက်ပြီးတဲ့နောက်ရှမ်းပြည်နယ်တောင်ပိုင်းမှာအထုဒေတာအဖွဲ6ကိုစစ်တပ်ကတတ်မှတ်ပေးခဲ့တယ်လို့သိရပါရယ် PNO ကအစင်အဆက်စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ဖြစ်ပြီးတော့2022ခုနှစ်နောက်ပိုင်းကစပြီးစစ်ကောင်စီနဲ့ပူးပေါင်းမှုများပေါ်ပေါ်ထင်ထင်ရှိလာက စစ်ကောင်စီကလက်နက်များကိုတက်ဆင်ပေးပြီးတော့ PNO ကတပ်သားတွေအထမစူဆောင်းပေးလျက်ရှိတယ်လို့သိရပါဗျ။ PNO PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုစစ်ကောင်စီတပ်သားများနဲ့အတူကယင်နီဒေသစစ်ပွဲများကိုပူးတွဲစေလွှတ်ခဲ့ရမှာကယင်နီပူးပေါက်တပ်များရဲ့တိုက်ခိုက်မှုမှာစစ်သားနဲ့ PNO PNA ပြည်သူ့စစ်များဟာလည်းများစွာတိုက်ဆုံခဲ့တယ်လို့သိရပါဗျ။စီဆိုင်မြို့နယ်အတွင်းတိုက်ပွဲများမှာလည်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များတိုက်ဆုံတံရရမှုများများစွာရှိခဲ့တယ်လို့သိရပါဗျ။ဟိုပုံးစီဆိုင်နဲ့ပင်လောင်းမြို့နယ်တို့မှာ PNO က၎င်းရဲ့အုပ်ချုပ်မှုရန်တရာထူထောင်ကဒေသခံများ ထံကနေပြီးတော့လဆယ်အခွန်ငွေတွေကောက်ယူနေတယ်လို့သိရပါဗျ။လက်ရှိမှာ စီဆိုင်နဲ့ပင်လောင်းမြို့တို့မှာတော်လိုင်းအင်အားစုများနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါဗျ။ PNO PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာတိုက်ပွဲဖြစ်တာနဲ့ပြေးကြတဲ့သူတွေဖြစ်ပြီးတော့၎င်းတို့နဲ့အတူစီရေးလှူရှားတဲ့စစ်သားများကတေဆုံးမှုတွေပိုများကြောင်းလက်တလုံးရှမ်းပြည်နယ်တောင်ပိုင်းအတွေ့အကြုံကိုတော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပြလာပါဗျ။1027ဆက်စည်ရေးဒုတိယလှိုင်းမတိုင်ခင်ဇွန်လအတွင်းကလည်း PNO PNA ကပါတီဥက္ကဋ္ဌခွန်ဆန်လွင်ဒုစစ်ဦးစီးချုပ်နေဝင်းထွန်းနဲ့စစ်ကောင်စီကိုယ်စားလှယ်တချို့ဟာရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ UWSA SSVP SSA ကတံပုံးများထံကိုသွားပြီးတော့တော်လိုင်းအဖွဲ့များကိုမကူညီရန်ချက်သိန်း6000ပေးပြီးတော့လက်ထိုးရန်စ조사ခဲ့တော့လေတပ်မိုးများကလက်ငွေကိုညှင်းပယ်ခဲ့တယ်လို့သိရပါတယ်။သိန်း6000နဲတဲ့အတွက်လက်မခံဘူးလို့ထင်ပြီးတော့ PNO PNA ကသိန်းတပ်ပေါင်းအထိကိုလက်ထိုးရန်ဟိုပုံးမျိုးတွေကပြည်သူများထံကနေပြီးတော့တအိမ်ကိုငွေကျပ်3000စီကောက်ခံခဲ့တယ်လို့သိရပါတယ်။သို့တော့ UWSA နဲ့ SSPP SSA တပ်မိုးများက ထမှန်လက်ထိုးလာလင်းလဲလက်ခံမှာမဟုတ်ကြောင်းဒေတာရင်းသတင်းရေးမြစ်များကပြောဆိုထားပါတယ်။နေဝင်းထော့ဟာဗရမားငကားကုမ္ပဏီပိုင်ရှင်ထရိုနီလုပ်ငန်းရှင်ဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မကြသေးခင်လပိုင်းကလည်းစစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးဗိုလ်ချုပ်ရာပြေးက PNO PNA နိုင်ရကဥအောင်ခန်းထီထံကိုတွားရပြီးတော့တွေးဆောင်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့မြို့မရဲစခန်းကိုဩဂတ်စ်လ10ရက်နေ့ကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရမှာစခန်းမှုအပါအဝင်9ဦးတန်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ10ရက်နေ့မနက်9နာရီခန့်ကဒရုန်းနဲ့ဗုံးသီးတစ်လုံးကျဲချခဲ့ရမှာမြို့မရဲစခန်းအတွင်းမှာရှိတဲ့အရာရှိအဆောင်ပေါ်ကိုကြက်ရောက်ခဲ့တယ်လို့မင်းဝူးခရိုင်မှ9တရင်ကတောင်ရှိသူတို့ကပြောကြားထားပါတယ်။အရာရှိအဆောင်ပေါ်ကိုဗုံးကြက်ရောက်ပောက်ခွဲခဲ့တာကြောင့်ဆလင်းမြို့မရဲစခန်းကစခန်းမှုအပါအဝင်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပေနိုင် င်တဲ့အနေအထားရှိနိုင်တယ်လို့သူကလည်းပြောပါတယ်အဲ့ဒီဆလဲမျိုးမှာရဲစခန်းမှာရဲဝန်ထမ်း30ဝန်းကျင်ရှိပြီးတော့တခါတလေမှာဆလဲမျိုးခလိုက်ရ253ခလိုက်ရ254ခလိုက်ရ255ကစစ်သားတွေလည်းလာနေတတ်တယ်လို့သိရပါတယ် ဒရုန်းနဲ့ဘုံကျဲခံရပြီးတဲ့နောက်မှာဆလင်းမြို့ပေါ်အဝင်အထွက်လမ်းတွေကိုစစ်ကောင်စီတပ်တွေကပိတ်ဆို့ပြီးတော့ပြည်သူတွေကိုတင်းတင်းကြပ်ကြပ်ဆက်ဆဲရဲတွေလုတဲ့အပြင်တချို့နေရာတွေမှာဆိုရင်ရိုက်နှက်ဆက်ဆဲတဲ့အထိကိုလုနေကြတယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကိုမင်းမှုခရအမှန်ငါတက်ရင်နဲ့မင်းမှုခရဒရုန်းတပ်ဖွဲ့ခွဲတို့ကပူးပေါင်းလုဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတေဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီတံမြို့အရှိတ်ဘက်မှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သား၃ဦးသေဆုံးကအကြမ်းဖက်စစ်ကောင်စီကစုဆောင်းထားတဲ့စစ်မှုထမ်းတင်တန်းစဉ် ချွေပုံမျိုးနယ်ဒါတူကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ10ရက်နေ့စီဆိုင်မြို့အရှိတ်ကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာအချမ်းဘတ်စစ်ကောင်စီတပ်သားအလောင်း၃လောင်းကျန်ခဲ့ပြီးတော့စစ်ကောင်စီတပ်ကစစ်မှုပဋ္ဌာန်းမဏိယစူဆောင်းခံခဲ့ရတဲ့တင်းနှန်းဆင်းလာတဲ့ ရွှေဘုံမြို့နယ်သားတအုပ်ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် MA1 အမျိုးအစားတနက်တက်လက် drone တစ်စင်းတို့ကိုတိတ်ဆီးရရှိခဲ့ပြီးတော့တိတ်ဆုံးသွားတဲ့စစ်သားအလောင်းများကိုပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့စစ်တုံးပန်းဟာရွှေဘုံမြို့နယ်ကဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ကပေးတဲ့ပြည်သူစစ်မှုထမ်းတင်တန်းဆင်းပြီးတဲ့နောက်စီဆိုင်မြို့ရှေတန်းကိုပို့ဆောင်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ။ရှေတန်းကိုရောက်တဲ့အချိန်ဟာတလမပြည့်သေးဘူးလို့သိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။